အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြွဆွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူခင်မိမိနန်းတော်ရှိရေးသားထားတဲ့တဲခိုကန်ကဇလန်တပုတ်ဆိုတဲ့ဝတ်ချွတ်တော်လေးကိုတင်ဆက်ပေးတော့ပါမရှင်တဲခိုခန်ကဇလန်တပုတ်ဂျိုင်းလုံးလေးစရဲ့ဂိတ်အဝင်လမ်းဘေးညာမှာဧည့်သည်ကြုံနေတဲ့တက္ကစီသမားတွေဟာလေစိမ်းမှထွက်လာတဲ့ဧည့်သည်တွေကိုသူ့ထက်ငါအပြိုင်အဆိုင်နဲ့ဧည့်ကြုံနေကြပါတယ်အန်တီ ကားသွားမလားခမဆိုင်ကယ်ဆိုရင်ရပါပြီရှင်ကျမရဲ့ပြန်ဖြေတန်အဆုံးမှာတော့ဆိုင်ကယ်အုပ်ထုပ်ဆောင်ထားတဲ့အသက်60ခန်းအမျိုးသားကြီးတူကရှေ့ထွက်လာပြီးကျမလက်ထဲမှာကင်ထားတဲ့အိတ်တွေကိုလာပြီးဆွဲကူပါတယ်ဘယ်နေရာကိုပို့ပေးရမလဲခမကားကိန်းနဲ့နီးတဲ့တဲကိုကန်တန်းနာလေးစီပို့ပေးပါရှင်အော်တိပီမနေ့ပြန်မနေ့ကိုတာချလိုက်သွားမဲ့ခီးတဲ့ထင်နေ ကားဂိတ်ပါလက်မှတ်လိုက်ဖြတ်ပေးပါမယ်ခင်ဗျာဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်ရှင် တာချီလိတ်လည်ရင် လက်မှတ်မရလို့ကျိုင်းတုံကလည်းတာချီလိတ်ကိုကားနဲ့ဆက်သွားရမှာပါရှင်ဟုတ်ကဲ့ပါတဲကိုခန်းကားကိုဘယ်လောက်သုံးပါလဲခင်ဗျာဟိုတယ်ခရီကဈေးကြည့်တယ်လေဒါကြောင့်တဲကိုခန်းကိုလူတန်းနဲ့စီပဲပို့ပေးပါရှင်ကောင်းစင်ကောင်းတဲ့အကွက်အကောက်တွင်နဲ့ကျိုင်းတုံမျိုးရဲ့လမ်းမထက်ကဆိုင်ကယ်တစ်စီးရဲ့နောက်မှလိုက်ပါရင် တခါမှမရောက်ဖူးတဲ့မြို့လေးကိုအတွေးပေါင်းများစွာနဲ့ကြည့်မိကြည့်ရာကြည်နေမိတာပေါ့ဟေးကြာပင်တွေအပြည့်ပါလားကြာကန်ကြီးကလှလိုက်တာနန်းရှိသူကျမအတွက်ရင်သက်ရှုမောဖြစ်သွားရလောက်တဲ့အထိလှရလေချင်းနန်းရှိဆိုတာချောင်းတွေမြောင်းတွေပေါများတာနဲ့အမျှချောင်းရိုးအပြည့်ပွင့်နေတဲ့ခရမ်းပြာရောင်ဗေဒါခင်ကြီးတွေပန်းရောင်ဖြော့ပြော့ ွင့်ဖက်ကြီးကြီးနဲ့ဘရုံမာကြာပွင့်တွေဟာအမြဲမြင်နေရပေမယ့်ရိုးဤသွားတယ်လို့မရှိကျမရဲ့စိတ်အာရုံမှာအမြဲလှနေတာပါ။နောင်ကန်လို့ခေါ်ပါတယ်ခမ။နောင်တုံကန်ဆိုတာလည်းရှိပါတယ်။နောင်တုံကန်ကအကြီးကြီးပါ။အော်လေရင်ပေါ်ကနေလှမ်းမြင်လိုက်ရတယ်ရှင်။ရေပြင်ကြီးကိုအကျယ်ကြီးပဲ။ရာတီဥတုကွာဟာချက်ကြောင့်များလား။ ကြာရွက်တွေတရွက်ချင်းစီတိုင်းဟာကြီးမားကျယ်ပြန့်ယုံတာမကအယောင်အစင်းကလည်းတရွက်စီတိုင်းဟာစိမ့်ဆူလန်းဆန်းလို့နေပါတယ်။နောင်ရီကန်နဲ့မျက်နှာချင်းဆိုင်မှာတော့ ICRC စိုင်းပုတ်ချိတ်ဆွဲထားတဲ့နှစ်ထပ်အဆအူကိုဖျက်ခနဲတွေ့လဲရပါတယ်။အဲဒီနောက်မှာတော့အရာတော်တော်များများဟာနောက်မှာတရရင်ကြံခဲပါပြီ။အသေးဖွင့်ထားတဲ့ကျိုင်းတုံဈေးတိကြီးကိုကြော်လွန်ပြီးလမ်းခွေတစ်ခုကိုအနှဲငယ်သွားပြီးတဲ့နောက်မှာ ဆိုင်ကယ်ဟာတဲကိုကန်တစ်ခုအရှိမအရှိန်တက်လို့ရတန်သွားပါပြီ။အဲ့တယ်ပါလာတယ်အခန်းရှိသေးလားဟဲ့။ဆိုင်ကယ်နောက်ခုံပေါ်မှာဆင်းပြေးအတွင်းဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါတစ်သားအချမ်းပြင်မှာဖြာကြီးတစ်ချက်နဲ့အလုရှုပ်နေတဲ့နှစ်နှစ်အရွယ်ကလေးမလေးရဲ့ငါးနှစ်၆နှစ်အရွယ်ကလေးမလေးရဲ့နောက်ပြီးအတွင်းဘက်ခက်ကြကြမှာတော့သပင်ကိုထိတ်မှဆုစည်းထားပြီးမယ်ကြောပြင်ထက်ပြန့်ဝဲနေတဲ့သပင်ရှင်ရှင် ။ဘောင်းပြရှိကြကြဝတ်ထားတဲ့တပြက်စီလှမ်းနေတဲ့အသက်အစိမ့်ခံမိန်းကလေးတယောက်ရဲ့။ရတယ်လေ။တပြက်စီအလဲမပြတ်တဲ့မိန်းကလေးကိုကြည့်ပြီးတဲကိုခန်းပိုင်ရှင်လား၊စည်ရင်ကင်လား၊ဇဝေဇဝါဖြစ်နေမိပါရဲ့။အထုပ်တွေခဏထားခဲ့အောင်မရှင်။မနေ့ပြန်သွားမယ်ကားလမ်းမှလည်းအရှင်ဖြတ်လိုက်ခြင်းလို့ပါ။အခန်းထဲထားသွားလိုက်လေ။အခန်းနံပါတ်1 ကလေးမလေးဟာကောင်းတာစီမတော့သွားယူလာပြီးအခန်းတကားကိုဖွင့်ပေးတဲ့အတွေ့ကျမလည်းကို့အထုပ်ကိုဆွဲလို့ကလေးနှစ်ယောက်နဲ့ဖြာကိုရှောင်ကွင်းပြီးအခန်းစီသွားပါတယ်။ဟင် အခန်းရဲ့တောင်းလေးတောင်းမှာတယောက်အိတ်ကဒင်းလေးလုံးနဲ့စပွဲငယ်လေးတစ်လုံးနဲ့အခန်းချင်းကလေးဟာပြစ်ချက်နေပါရောလား။တညကိုဘယ်လောက်လဲသမီး။တယောက်ကိုတညအိတ်9000ပါ။တယောက်ခံမရှိဘူးလားသမီး။ တယောက်ခန်းကအပေါ်ထက်တရမှာအန်ဒီကအသက်ကြီးနေပြီလေလှေကအတက်အစင်နဲ့နောက်ပြေအပေါ်ထက်ကပူလဲပူတယ်အောက်မှာပဲအိပ်ပေါ့တညအိတ်တာပဲလေ အော်ဟုတ်တာပေါ့မပုတ်နေပေးထားခဲ့ပါအောင်ပရင်းပောက်ကိုခေါင်းရင်းပြုတ်ထားတဲ့ကဒင်လေးရဲ့အောက်ဖက်မှာ အထုပ်တွေကိုနေရာချပြည်တဲ့နောက်ဖုန်းနဲ့ပတ်စံအိတ်ကိုသာယူလာခဲ့ပြီးဆိုင်ကယ်ပေါ်နောက်တစ်ခေါက်တည်းရပြန်ပါတယ် တဲကိုခန်းကနေလမ်းအကွေ့မှာပဲကားဂိတ်ကရှိပါတယ်။လိုချင်တဲ့ကားလက်မှတ်ကတော့အလွယ်တကူရပြီးတဲ့နောက်တဲကိုခန်းစီပြန်ခဲ့ပါတယ်။ကျွန်တော်နာမည်ကဥဖိုးနေပါ။မနေ့ပြမနေ့ကားဂိတ်ကိုကို့ဖတ်တာကိုသွားမလား။ကျွန်တော်ပဲပို့ပေးရမလား။ပို့ပေးပါရှင်။ကားကိတ်ကမဝေးပေမဲ့အထုပ်တွင်နေဆိုတော့တိတ်အစမပြေလို့ပါ။ဆိုင်ကယ်ခါကတော့ကျက်၈၀၀၀ပဲပေးရပါတယ်။ ကျိုင်းတုံရဲ့တက္ကစီကတာချီလေးလောက်တော့ဈေးမကြည့်ဘူးထင်ပါရဲ့တဲကိုကအတွင်းမှာတော့ကလေးနှစ်ယောက်ရဲ့ဖြာရဲ့နောက်ပြေးစပင်ရှင်ရှင်နဲ့မိန်းကလေးကိုပါမတွေ့ရတော့ပါဘူးသူတို့အစားပိန်ပိန်ပါပါ အသားဖြူဖြူနဲ့အသက်80ခန့်တိုင်းရင်သူအမျိုးသမီးကြီးတယောက်သာတွေ့ရပါတော့တယ်မှတ်ပုံတင်မှတ်ပုံတင်ခေါင်းကတစ်ခေါက်လာတော့ငါပေးထားခဲ့ပါရဲ့ရှင်အဲ့တွေလည်းအခန်းထဲမှာပါ အမျိုးသမီးကြီးကခေါင်းကြီးပြတာနဲ့အခန်းထဲဝင်လိုက်ပြီးရေပလင်းဖွင့်လို့မောတောက်နေစေမှာပဲ။ကျမနားမလည်တဲ့ဘာသာစကားနဲ့အမျိုးသမီးနဲ့အခြေအချစကားပြောတန်ကိုကြားရပါတယ်။နောက်တော့အိတ်လွယ်ထားတဲ့အမျိုးသမီးတယောက်ဟာ အခန်းထဲဝင်လာပြီးဘေးကလေးမှာပစ္စည်းတွေကိုတင်ပြီးကျမကို ပြုံးပြရင်းစကားဆလာပါတယ်။ဘေးကလာတာပါလဲ။မန္တလေးကလာတာပါ။တာချစ်လေးလည်းရင်မရလို့ကျိုင်းတုံကနေတဆင့်သွားမှလည်း ဒီမှာတညအိပ်ပေါ့မန္တလေးကလာတာလားမန္တလေးကအရန်ပူတယ်မနေနိုင်ဘူးမန္တလေးကပူတယ်ဆိုတာဟုတ်ပါတယ်ဘဲကလာတာပါလဲရှင်မဲဆိုင်ကအမျိုးသမီးရဲ့စကားတန်ကဝဲလွန်းလှတော့ကြောင့်မဲဆိုင်လို့ပြောတာကိုချက်ချင်းနားမလည်လိုက်ပါဘူးအင်းမဲဆိုင်ကဆိုရင် ထိုင်းနိုင်ငံထဲကနေလာတာပေါ့မဲဆိုင်ကနေပဲကိုခီးဆက်မလို့လဲ အမျိုးသမီးဟာအိတ်ထဲကနေအဝတ်အစားတပတ်တို့ကိုထုတ်ယူနေရင်ကျိုင်းတော်ကိုသွားမလဲကိစ္စနည်းနည်းရှိလို့ရေချိုးပြပြလားရေသွားချိုးရအောင်လေမန္တလေးကနေချိုးခဲ့ပြပြရှင်ကျမရဲ့ပြန်ပြေတဲ့စကားကို အမျိုးသမီးဟာအတော်တဘောကြသွားပါတယ်နှကောင်းရှုံကလက်ခါကနေနောက်ပြီးတဟဟရီမောရင်အခန်းထဲကထွက်သွားပါတော့တယ်အမျိုးသမီးထွက်သွားပြီးတဲ့နောက်မှာအခန်းထဲကိုစစ်စစ်ငုံငုံကြည့်မိတဲ့အခါ ခေါင်းရင်းပရင်ပေါ့ရဲ့ချင်းလုံးတန်စကားဟာကျမယူထားတဲ့ဂရင်ခေါင်းရင်းမှာလက်နိုင်လို့ရတဲ့အထည်ဆုပ်ပြဲလို့နေပါတယ်။သူများမျိုးရွာမှာစိတ်လုံးကြုံမှုရှိလားမရှိလားမသိနိုင်ချိန်မှာအကမ်းမလုံးကြုံမှုဟာကျမကိုအကြီးအကျယ်စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင် ကျမမလွန်ပါဘူးနော်။ကိုယ့်ရဲ့ဆွေရင်းမျိုးရင်းမဟုတ်သူတွေနဲ့တခါနဲ့အတူအိပ်ရမယ်ဆိုရင်ကျမဘယ်လိုစိတ်ဖြောင့်နိုင်ပါမလဲ။အိုး ပိုဆိုးတာကအနှဲကံမအီမသာဖြစ်နေတဲ့ကျမအတွက်အခန်းထဲမှာအနက်အသက်မကောင်းတာပဲပေါ့သေးနတ်ဟာတဖြည်းဖြည်းပို့ပို့ပြီးမှော်လာနေပါရောလားတဲခုသွားတဲ့သူတွေကညစ်တီးညစ်ပတ်ပေါက်ချထားတာတော့မဖြစ်နိုင်ဘူးမျက်စိထဲမှာဖြာတစ်ချက်နဲ့အလုံရှုံနေတဲ့ကလေးမနှစ်ယောက်ကိုပဲပြေးပြေးမြင်အောင်မိပါတယ်ဒင်းတို့လက်ချက်နေမှာပဲ ဆဲရှုပ်ထွေးစွာနဲ့အခန်းထဲကထွက်လာတဲ့ဂျမဟာအခန်းရဲ့မျက်နှာချင်းဆိုင်လှေကားကနေတက်လာတဲ့လူကြီးတယောက်နဲ့ပတ်ပြင်းဆုံရပါတယ်။ဟဲတောက်ကျုံနဲ့စပင်ကဝဲနဲ့အဲ့ဒီလူကြီးဟာဘောင်းမီကိုစစ်ပြတ်မဆွဲထားဘူးတော့။ကြီးတောင်ကြီးမနဲ့ဘယုတ်ဒုက္ခနိုင်ရန်ကောကျမကိုမြန်မာကပြကရာဇစ်ဆွဲတင်ပြီးကျမအခန်းနဲ့ကက်လျက်ကအခန်းနဲ့ဝင်သွားတဲ့အဲလူကြီးကိုကြည့်ပြီး ျွန်မဖြစ်ဆိုင်ကယ်တက္ကစီသမားကိုသာတွေ့တွေ့ပြီးတော့စိတ်တုန်နေမိပါတယ်တဲခုကန်တန်းနာလေးစီပို့ပေးပါလို့အထက်ထက်အခါခါပြောထားလျက်နဲ့ဒင်းချောင်းငါမယ်ဘယ်လိုနေရာကိုများရောက်လာရပါလဲအခန်းအမှတ်၁ဟာအမျိုးသမီးတွေတဲတဲ့အခန်းဆိုရင်အခန်းအမှတ်၂ဟာအမျိုးသားတွေတဲတဲ့အခန်းဖြစ်ပါတယ်စိတ်ထွေပြားနေတဲ့ကျမဟာပထမဆုံးရောက်ဖူးတဲ့မြို့မှာဘူးမသိဘာမသိနဲ့ဒီလိုမျိုးတော့တညာမအိမ်နိုင်ပါဘူး အခန့်တင့်စွာပဲနောက်ဖေးဖက်စီမှာတဲကိုခန်းပိုင်ရှင်အမျိုးသမီးကြီးထွက်လာတာကိုတွေ့လဲရပါတယ်။တယောက်ခန်းရှိသေးရင်ကျွန်မကိုတယောက်ခန်းမဲ့ပေးပါရှင်။တယောက်ခန်းကအပေါ်ထပ်မှာကျွန်မကိုတော့လှမ်းပေးရင်အပေါ်ထပ်တို့လက်ညှိုးညွှန်ပြပါတယ်။အထုပ်တွေဆွဲရင်အပေါ်ထပ်တို့တက်လာလိုက်ပါတယ်။လှေကားချိန်ရင်မှာတော့ဖက်နက်300လောက်တွေ့ခဲ့တယ်ဆိုတော့အပေါ်ထပ်မှာလူတော့ရှိတယ်ပေါ့။အခန်းတော့ကိုဖွင့်လို့အခန်းတွင်းတော့ဝင်လိုက်တဲ့အခါ ကျမရဲ့အိမ်လေးကကျမအိတ်တဲ့နေရာလေးလိုပဲတရားအိတ်ကရင်တလုံးရဲ့ခက်ကျင်းကျင်းအပေါ်နေရာရဲ့ဒီလောက်ဆိုရင်ရပါပြီပံငါလေးတလုံးလည်းပေးထားတာပဲကျိုင်းတုံဆိုတာမန္တလေးလိုပူတာမှမဟုတ်တာ တုံးထက်သားနဲ့အခန်းဖွဲ့ထားပေမဲ့လည်းလုံကြုံပါလေလေခေါင်းအုံတလုံးဂုံးကတ်တထဲပေးထားတဲ့အိယာထက်တော့ကိုကိုဖြစ်ချလို့ပက်လက်လှန်လဲလိုက်ပါတယ်တော်ပါသေးရဲ့သေးနဲ့မရတော့ဘူး ဆဲယုံစင်ထားကစားကျမဟာဘိုင်းနဲ့ကြောတို့မှာအခုအခါမပါပဲအဲ့လိုမရတာကြောင့်ဂွန်းကတ်ကိုယူပြီးဖလုံးတစ်ဖွဲလိမ့်လိုက်ပါတယ်။အာပါတရဖတ်လိုက်တယ်ဆိုရင်ပဲလူဘယ်နှယောက်နဲ့ဘယ်အချိန်ကလေးကအသုံးတော်ခံထားရမှန်းမသိတဲ့ဂွန်းကတ်စီကနေအနံ့ခက်ပြင်းပြင်းကလေးထောင်းထောင်းထနေပါရောလား။အိုးတင်းနာမဟုတ်တာတော်သေးတာပေါ့။မနေ့ကျရင် ရေချိုလိုက်မယ်။ဘာဖြစ်တာမလို့ စိတ်ကိုဒုံဒုံချလို့မျက်စိကိုအနာပေးလိုက်တဲ့တခဏအတွင်မှာပဲမိခနဲ့အိပ်ပျော်သွားတဲ့ဂျမဟာကြဲကြဲလောင်လောင်စကားတန်ကြောင်လန့်ပြီးနိုးလာပါတယ်။တုံးထက်သားပြတစ်ချက်သာကာယံထားတဲ့ဟိုဖက်ခမ်းမှာလက်ဆက်တတော်ယောက်ျားတယောက်တည်းလာပြီးတဲခုနေတာကိုဒေါသတန်ဝမ်းထဲတန်တို့တိတိတသားစွန့်နေပေမဲ့လေသူဘာတွေပြောနေတလဲဆိုတာကိုတော့ကျမတကယ်နားမလဲပါဘူးဗမာစကားပြောနေဆိုတာတော့သိချပါတယ် နားလေလို့နားလေညာနားဆွင့်ထားပေမဲ့လည်းဘယ်လို့မှနားမလဲပါဘူး။အော်ဒီလောက်ဝဲနေတာဘားကြောင့်များဆက်ဆက်ဆုဆုနားလေချင်နေရတဲ့တုံးလို့စိတ်ကိုဟင်းချပြီးပရေရွတ်ဖတ်ပူစောချင်းကိုပဲအာယုံနှိမ့်လိုက်ပါတော့တယ်ရှင်။တို့ပေတော်လဲပေါ့ရှင်။မပြီးနိုင်မစီးနိုင်ဖုံးပြောနေတဲ့ဟုတ်ဖက်ခန်းကလူရဲ့စကားတန်ဟာနားထဲမှာကြင်သားရသွားပြီးအာအာတင်းလောက်အောင်ပဲသူ့ရဲ့စကားတွေကိုနားလေသွားပါတယ်။ လူသုံးယောက်နဲ့ဇက်တိုက်ဖုံးပြောနေပေမဲ့လည်းအเจ้าအရာကအတူတူပဲဖြစ်ပါတယ်။အဲဒီလူဟာ အလုတ်သမားကောင်းဆောင်တဦးဖြစ်ပြီးသူ့ရဲ့လက်ထောက်တစ်ယောက်နဲ့ဒီတဲခိုခန်းမှာခိတတဲခိုနေတာပါ။15ယောက်ခန့်ရှိတဲ့အလုတ်သမားအဖွဲ့ကတော့ဖုံးတော်ကြီးကြောင့်တเจ้าမှာတဲခိုရင်းအလုတ်လုပ်ဖို့စောင့်ဆိုင်နေကြပါတယ်။အစေးချစ်တဲ့သူတို့အဖွဲ့ဟာတာချစ်လိုက်မှအလောက်ရှာတာအစမပြေခဲ့ကြပါဘူး။ ကျိုင်းတုံကချမ်ပန်ရှင်အမျိုးသမီးနဲ့စကားပြောနေကြဆဲဖြစ်ပါတယ်။သူကအလုသမားတယောက်ကိုတလ9သိန်းပေးဖို့တောင်းဆိုနေပြီးချမ်ရှင်အမျိုးသမီးက3သိန်းနဲ့ဈေးဆင်နေတာပါ။ငါသိန်းရမှတလကိုစားစေတသိန်းချံပြီးအိမ်ကို၄သိန်းပို့နိုင်မှာပေါ့၄သိန်းပို့နိုင်ရင်နောက်ပိုင်းကိုစိတ်ပူစရာမလိုဘူးအခုက၃သိန်းဆိုရင်အိမ်ကိုစိတ်ပဲလို့ပို့နိုင်မလဲ နားရင်သွားတဲ့လေတန်ကနေသူ့ရဲ့အခက်အခဲကိုနားလေသွားရပြန်တော့လေသူမပြောနဲ့ကျမတော်မျက်လုံးပြူရပါကောလားစားစေးကတလကိုတသိန်းနေလားတလကိုတသိန်းနဲ့ဘယ်လိုများစားပြီးနေမှာပါလဲအခုခေကုံစင်းနှုံးနဲ့ဆိုရင်ထမင်းကိုငပိမီခင်ငရုတ်တီစိန်ကြက်တုန်နေကြိုက်ပြီးစားရင်တောင်မှတလကို9000လောက်ကြာတင်နေတာမဟုတ်လား တရရတချင်းမှလာရအလောက်ရှာနေရပြီးသူ့အလုပ်သမားတွေအတွက်ဝမ်းနဲ့ခံပြင်းရမှုကို သိလိုက်ရတဲ့အတွက်သူ့ရဲ့တာဝန်ခံမှုကိုနားလည်ရင် သူ့ရဲ့မပြေးနိုင်မစည်းနိုင် ဖုံးပြောမှုအပေါ်မှာစာနာနားလည်သွားမိပါတယ်။အဲ့ဒါကလည်းအဲ့ဒါပေါ့ရှင်။ညာတကောင်ကြော်လို့နနက်နှစ်နာရီခန့်မှာတော့နိုးနေကြအကျင်နဲ့ကျမဟာအိယာကနိုးလာပါပြီ။အိယာမှာနိုးလာခြင်းနဲ့အတူစီးဆက်ကတင်းနေတဲ့ခံစားမှုကိုတီးခနိုင်ဖို့ခက်ခဲနေရပါပြီ။ ရှောက်ရှောက်ပူခြင်းနဲ့၁၀မိနစ်လောက်အထိသာတီးခတ်နိုင်ပါတယ်မဖြစ်ချေဘူးအပြင်ထွက်ကြည့်မှဖြစ်မယ်ဖုန်းပတ်စံအိမ်နဲ့တော့ယူပြီးအခန်းထဲကထွက်လိုက်ပါတယ်တော့ကလောက်ငယ်ကိုတိတိချာချာဂယူးတစိုက်ခတ်ပြီးတဲကိုခိုင်းရဲ့မျက်နှာစာကိုကြည့်လိုက်တဲ့ဆိုရင်မယ်ဟင်းလင်းပွင့်နေတဲ့တကမာကြီးရဲ့လက်ရန်းတွေကိုကြော်လွန်ပြီးအပြင်ဘက်ကအမှောင်တဝက်လင်းတဝက်ညအမြင်ကွင်းရဲ့ဟာကျမကိုအံ့အားတင့်သွားစေပြန်ပါတယ် ကြည်စံဒီအရက်ကတကားပိတ်ထားစရာမလုံအောင် လုံခြုံတဲ့အရက်တည်းလားကျေနဲ့သဘောကျသွားတဲ့ဂျမဟာအောက်ထက်သို့ဆင်းဖို့အားထုတ်ရပါတော့တယ်ညနေကမင်းကလေးပြောတဲ့စကားတန်ကို ပြန်လဲကြားရောင်ရင်ပေါ့တဲကိုကအပါအဝဲနဘေးကအိမ်တွေရဲ့တိဆောက်ပုံကကျမတို့မြေပြန့်ဒေတာကအိမ်တွေနဲ့တိဆောက်ထားပုံချင်းကမတူပါဘူးလမ်းပေါ်ကနေတဲကိုခန့်တဲ့အဝင်မှာလှေကလေးတစ်ထစ်မြသာမြင်ပေမယ့် တကယ်တော့မြင်ညစ်ထမဟုတ်ပဲအလဲထက်တာဖြစ်ပါတယ်။ကျမတဲတဲ့အပေါ်ထက်ဟာ အောက်မှာနှစ်ထက်ရှိနေတာပေါ့။အပေါ်ထက်ကနေအောက်တို့တစ်ထက်ဆင်းလိုက်ရင်အင်းရှိလန်းနဲ့တညီတဲ့အလဲထက်ဖြစ်ပြီးနောက်ထက်အောက်တို့တစ်ထက်ထက်ဆင်းမှသာအင်သာနဲ့ရေချိုးခန့်များရှိရာတို့ရောက်ပါတယ်။ဒါကြောင့်မိန်းကလေးကကျမအတွက်စဉ်းစားပြီးအခန်းအမှတ်တက်မှာပဲတညအိပ်ဖို့ပြောတာပေါ့။ အိမ်သားလေးလုံးရေချိုးကန်းလေးလုံးရှိတဲ့ဒီအောက်ထပ်မှာတော့ကလေးနှစ်ယောက်နဲ့မိသားစုကနေထိုင်ကြတဲ့အပြင် လာပေးနဲ့နေတဲ့လင်မယားနှစ်ယောက်လည်းနေထိုင်ကြပါတယ်။နေစဉ်ဈေးရောင်းတဲ့အလုံးလုံးကြဟန်ရှိပါတယ်။နနက်9နာရီမှမျက်နှာတင်ရင်ရေချိုးပါတယ်။ရေပေါပေါများများအေးအေးဆိမ့်ဆိမ့်ကိုဝါအောင်ချိုးပြတဲ့နောက်မှာဂုံးကကရတဲ့အနံ့တွေတော့ဆင်သွားပါပြီ။ကျမရဲ့ဇိုင်းတုံမျိုးတညာအိပ်ရနာတဲ့အခန်းလေးပြေဆုံးပါပြီ။ တာချလိမ့်မြို့တို့ခီးဆက်ရပါတော့မည်။ကောင်းနာမှာအဖိုးကြီးရှိနေပါတယ်။တော့ကိုပြန်အပ်ရင်မှတ်ပုံတွေပြန်ထုတ်ပြီးအခန်းခရှင်းရမယ်ပေါ့။တယောက်ခန်းကိုဘယ်လောက်ကြပါသလဲရှင်။9000ပါ။အခန်းတက်မှာအိတ်တာမဟုတ်ပါဘူးရှင်။အပေါ်ထက်တယောက်ခန်းမှာတဲတာပါ။ဘယ်မှာအိတ်အိတ်ပါ။တယောက်ကိုတ냐အိတ်ရင်9000ပါပဲ။ဟေးအားနာစရာကြီး ဒါဆိုရင်လည်းဒီတတောင်းကိုပြန်မအားမနေတော့ရှင်။ဘာလို့ပြန်မအားရမှာလဲ။ကြာတင်းထားတဲ့ပုံမြူပါဘူး။အဲ့ဒီအချိန်မှာပဲအနောက်ခန်းထဲကနေအမျိုးသမီးကြီးထွက်လာပြီးကျမကိုနှုတ်ဆက်စကားဆိုပါလေ။နောက်တစ်ခါကျိုင်းတုံကိုရောက်ရင်ဒီမှာပဲတင်းတော့။ဟုတ်ကဲ့ပါရှင်။သွားလိုက်ပါအောင်မရှင်။ကျေးဇူးတင်စွာနဲ့ပဲပြန်လိုက်ပါအောင်မယ်အန်တီရှင်။ စားစရာထည့်ထားတဲ့အိတ်တွေက အခမ်းမတင်စွာနဲ့ပဲစီရီစိတ်ထွက်လာတဲ့အခါကြံကြောင်းအိတ်ဆိုင်ဝဲဖို့ဖြစ်လာပါတယ်။တဲကိုကန်ရှိထွက်ပြီးလာတဲ့ဆိုင်ကတစည်းကို လက်တားပြီးဈေးသွားဖို့ပြင်နေတော့အန်တီကလာတားပါတယ်။တဲတဲ့အဲ့တဲ့လာမမတော်တဆဆိုင်ကအက်ဆီဒန့်နဲ့ကြုံခဲ့သည်ရှိသောဆိုင်ကသမားကအဲ့တဲ့ကိုထားပြီးထွက်ပြေးသွားမှာဆိုလို့ဆိုင်ကသမားကိုပြန်လှုပ်ပြီး တဲခေါကန်အနည်းကဆိုင်ကယ်တက္ကစီကိုငှားပေးလိုက်တဲ့အန်ဒီရဲ့အဝတ်ကျင်မှုကိုအမြဲအမှန်ရနေမှာပါစိတ်ထဲကနေလိုက်လိုက်လဲလဲကျေးဇူးတင်ပါရစေအန်ဒီရှင်တဲခေါကန်ရှင်းမှလဲဆိုင်ကယ်တက္ကစီဆရာကြီးဥဖိုးနေရောက်နေပါပြီတညနေခင်လုံးဥဖိုးနေအပေါ်မကြေမချမ်းဖြစ်တဲ့စိတ်တွေဟာလဲတိမ်ကင်းစင်သောကောင်းကင်နဲ့ကြေလင်တောက်ပြောင်လို့နေပါပြီကျမပြောတဲ့တဲခေါကန်တန်တန်းဆိုတဲ့စကားအပေါ် ဦးဖိုးနီရဲ့အတိတ်ပဲဖွင့်ဆိုချက်နဲ့အမြင်ကိုလည်းကျမတဘောပေါက်ခဲ့ပါပြီ။မိသားစုဆန်ပြီးတကယ့်ကိုနှွေထွေတဲ့ရုပ်ရှင်ဆန်ဆန်တဲကိုအင်္ဂလိပ်ဟာအပြင်မှာကျမတကယ့်ကိုပဲလက်တွေ့ကြုံခဲ့ရပါပြီ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာမခင်မင်းမြန်းတော်ရှင်ရေးသားထားတဲ့တဲကိုခံမှာဇာလန်တပုတ်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်